ရှိဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါれ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ထာဝရဘုရားကိုခိုလုံပါဆိုတဲ့အကြောင်းစလေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်။ဓမ္မရာဇဝင်ချုပ်ဒုတိယဆောင်အခန်း16စာပိုက်ရှိကိုဖတ်ပါမယ်။ကိုရှာလူနဲ့လိဘူးလူတို့သည်ယထာများ မြင်းစည်းသွေးများနှင့်တကွာအာကြီးသောအလုံးရင်ဖြစ်သည်မဟုတ်လော့။ တောက်တော်လည်းမင်းကြီးသည်ထာဝရဘုရားခေါ်လုံတော့ကြောင်းထိုအလုံးရင်းကိုမင်းကြီးလက်တော့အပ်တော်မူပြီလို့ပြောတာတွေ့ရတယ်။ကိုရှက်လူနဲ့လိပုလူတွေအီသီယိုးပီးယားဘောနော်သူရဲ့မိနာလိပုပေါ့သူတို့ကအင်အားဟိုဆယ်သိန်းကျော်ရှိတယ်။ဆယ်သိန်းကျော်နဲ့ဒီဂျူးဘုရင်အာတကိုလက်တိုက်ဖို့တယ်ယေရုရှလင် လာတိုက်တဲ့ခါမှာဒီဂျူးဘရင်စင်မာကစစ်သားဘလောက်ပဲရှိလဲဆိုတော့9800ပဲရှိတယ်7000ကျော်9800နဲ့ရင်ဆိုင်တာအတကနိုင်တော့တယ်အင်းအနေပေမဲ့ရန်သူနှစ်ဆလောက်ရှိတယ်နော်အနိုင်ရတယ်ပေါ့အဲ့တော့မင်းဖျားခင်ထောက်ရဖျားခိုလုံတဲ့အခါမှာမင်းတဲ့အဆမတများတဲ့ရန်သူမင်းနိုင်တယ်မဟုတ်ဘူးလားတဲ့နော်အဲ့လိုလာဆုံးမာတာဖြစ်ပါတယ် ဒါကြောင့်ဒီနေ့တိဖို့ကနော်အခုဒီကာလမှာတော့ကျွန်တော်ရဲ့ယန်သူဟာသာရမဏဝိညာဉ်ဆိုးနှက်ဆိုးတွေနှက်တယ်မနှက်ဖျားတယ်အမျိုးမျိုးပေါ့ကောင်းကင်ကမှပြက်တယ်ပေါ့လေတို့အဲ့ဒါကကျွန်တော်ယုံကြည်သူတွေရဲ့ယန်သူဖြစ်ပါတယ်တို့ကဘလောက်များသလဲဆိုတော့ကောင်းကင်ကျဲသုံးစုတစုနဲ့ဥမာပေးထားတာတွေ့ရတယ်နော်ဗျာရချန်ခန်းစနစ်မှာ ဘလောက်များသလဲဆိုတော့အတိတ်ဘက်ကတင့်ရန်သူဘလောက်များသလဲများချင်သလောက်များပါစေထာဝရဘုရားကိုခိုးလို့ပါအဲ့ဒါဆိုရင်တော့တင်ရပဲနိုင်မှာဖြစ်တယ်ဆရမဏဝိညာဉ်ဆုံးနဲ့ဆိုရရသူတော့တိုက်ရိုက်တော့လဲနော်တိုက်ခိုက်နိုင်ပေမဲ့တိုက်ခိုက်လို့မရှိဘူးဘသူသုံးမလဲလူတွေကိုတဘာဝဘေးတွေကိုစသဖြင့်နော် တရိစံတက်တက်မဲ့တယ်တက်ရှိတယ်ရောတုံးပြီးတော့မှတင့်ကိုတိုက်ခိုက်မှာဖြစ်ပါတယ်ဘယ်လိုပြန်တိုက်ခိုက်ပါစေထောင်ရဖျား၌ခိုလုံရင်တော့ခုနအာတကအလုံးရင်သူ့ထက်အင်အားများစွာတားတဲ့လက်နဲ့အင်အားလည်းများစွာတားတဲ့အီသီဝီယာစတတ်ကြီးကိုအလွယ်တကူနိုင်တယ်လို့မျိုးပဲတင်လဲတင်တွတ်ကျွတဲ့ဒီလောကမှာတွတ်ကျွတဲ့ယန်သူအခက်ခဲပြဿနာမျိုးမျိုးကို အလွယ်ကိုပဲအောင်မှာဖြစ်ပါတယ်အဲ့တော့ဒီညမှာအာတကထာဝရဘုရားခိုးလုံးနေဆိုတာဘလို့ခိုးလုံးတာလဲထာဝရဘုရားခိုးလုံးနေအကြောင်းရင်အနှစ်ဖွင့်ပေါ့အခန်း၁၄စာပတ်နှစ်ကနေအာတမင်းဒီမိမိဘုရားခင်ထာဝရဘုရားရှိတော်၌ကောင်းသောအမှုဖြောင့်မတ်သောအမှုတို့ကိုပြုလေတပါးမျိုးသားဖျားများ ရစ်ပလင်တို့ကို၎င်းမြင့်သောအရက်တို့ကို၎င်းပယ်ရှား၏ရုတ်ထုဆင်းထုတို့ကိုဖြူဖြစ်၍အာရှရပြင်တို့ကိုခုတ်လဲ၏ယူရာလူတို့သည်ဘိုးဘေးတို့ဘုရားခင်ထာဝရဘုရားကိုရှာ၍ပညာတရားကိုစောင့်ရှောက်မိအကြောင်းမိန်တော်မူ၏အစပိုင်းငါမှာယူရာမြို့ရွာအရက်ရက်တို့နဲ့ရှိသောကုန်းနှင့်ရုတ်ထုဆင်းထုတို့ကိုလည်းပယ်ရှား၍နိုင်ငံတော်တာယာလက်ရှိ၏အတိတ်ဘယ်ကတော့ ်ထာဝရဘုရားခိုးလို့ ਨੇ ဆိုတာဟာတဲ့ဆိုတာဘုရားသခင်စကားကိုနားထောင်ခြင်းဖြစ်ပါတယ်ဘုရားသခင်စကားကိုနားထောင်တဲ့ခါမှာဘာဖြစ်လဲမကောင်းတာကိုရှောင်တယ်မကောင်းတာဒုစရိုက်တွေကိုပယ်ရှားတယ်ပြီးရင်ကောင်းတာကိုလုပ်တယ်ဒီလိုမျိုးတွေ့ရတယ်တော်တော်ရှောက်လို့တော့မဟုတ်ဘုရားကနားထောင်ပြီးလုပ်တာပေါ့အဲ့ဒါဟာထာဝရဘုရားကိုခိုလုံခြင်းဖြစ်တယ် အဲ့လိုခေါ်လုံတဲ့ခါမှာဒီအတမင်းကြီးကတော့နော်ရန်သူအလုံးကြီးကိုထိုင်ရလို့များတဲ့လက်နဲ့ရလဲများတဲ့ရန်သူကိုအတလဲအနိုင်ရတယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ထာဝရဘုရားသာခေါ်လုံပါတင်းမှာရှိတဲ့ခက်ခဲပြဿနာနော်ဟာလာအောင်ပါလိမ့်မယ်မိသားစုပြဿနာလားနော်ဆောင်းဝယ်နေပြဿနာလားစေဘေးလားဩဘေးရမြင်းတို့ နောက်ဆုံးသောကာလမှာတွေ့ရမှာဖြစ်တယ်အဲ့တော့ကိုယ့်အကိုဆွေရင်လည်းမနိုင်ဘူးပြင်ခိုးလို့တော့မှားရင်တော့လေနော်သွားပြတာမှတ်လိုက်တော့လောက်ကအရာတွေခိုးလို့နေဩမှာယေဇီလခန်း26စာပိုင်စတဲ့မှာထင်တယ်တင်ခိုးလုံးရာဆရာရုတ်ထုစင်ထုတို့ဒီတဲ့မြည်တဲအောင်ပြူလဲကြလိမ့် အဲ့ဒီမှာဘောက်ခိုလုံလဲဆိုတော့သူကရုတ်ထုစင်းထုတွေကိုခိုလုံတယ်အဲ့လိုခိုလုံတဲ့အခါမှာသူခိုလုံတဲ့ရုတ်ထုစင်းထုဟာပြိုလက်ကုန်တယ်အဲ့လိုပြောရတွေ့ရတယ်ဆိုတော့ရုတ်ထုစင်းထုလို့ပြောတဲ့အခါမှာဒီကာလမှာကျွန်တော်တို့ကျမ်းစာရဲ့အနှစ်ဖွင့်ကတော့ဒီလိုရုတ်ထုဖျားကြီးတို့တွားပြီးတော့မှ ကိုးကွယ်တာတော့လည်းမဟုတ်ဘူးပေါ့ယုံကြည်သူကအဲ့တော့ကျွန်တော်တို့ရုပ်ထုဖရားကဘာလဲလို့ပြောရင်တော့ဖရားသခင်ထက်ကျွန်တော်တို့ကိုလွှမ်းမိုးသောအရာအရာကျွန်တော်ရဲ့ရုပ်ထုဖရားဖြစ်တယ်ကားလားစိုင်းကယ်လားဖုန်းလားတီဗီလားအဝတ်အစားလားစီးစိမ်ဥစ္စာလားအရာတွေကိုကဆွဲလန်းနေပြီဆွဲလန်းဆိုတာနော်တတ်မဲ့ မမောတာဗောဖယားထက်ကိုစိတ်ထဲမှာသူကနေရာယူပြီဆိုအဲ့ဒါကျွန်တော်ရဲ့ရုပ်ထုစင်တို့ဖယားဖြစ်တယ်ကျမ်းစာကပြောပါတယ်အဲ့ဒါဆိုရင်တော့ဒီနေ့ဒီနောက်ဆုံးတော့ကာလမှာတင်တွကြုံရတဲ့ရန်သူတင်ဘလို့မှနော်အောင်မမို့ဘောလို့တင်ခုံလုံးနဲ့အရာလောကအရာဖြစ်တော့ကြောင့်သူလည်းမမြဲဘူးတကြွတင်ခုံလုံးပါသလားအဲ့ဒါရုတ်ထုတ်ကူးကွက်ခြင်းမဲ့အတူတူပဲ အဲ့တိုက်ကလည်းပြူလဲသွားမှာဖြစ်တယ်။သင်ပတ်ဆံလားသင်ပညာလားသင်ကိုအကောက်ကိုမပေးနိုင်ပါဘူး။မပေးနိုင်ပါဘူး။အဲ့တော့မတဲခန်းအလုံးတည်တယ်မတဲခန်းခွန်နော်မတဲခန်းခွန်စပိုက်24နဲ့ကနေ29ထိမှာအကျဉ်သူတွေငါဟောပြောသောဤစကားကိုကြား၍နားထောင်ထိုးသူတွေကြောက်ပေါ်မှာအိမ်ဆောက်တော့ ပညာရှိတဲ့လူเจ้าငါပုံပြမိနော်မိုးရွာ၍ရေစီးသည်နှင့်လေလိုက်ထွင်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲနေအကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ဘဲနေထိုသူသည်တဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူเจ้าကိုငါပုံပြမိမိုးရွာ၏ရေစီးသည်နှင့်လေလိုက်ထွင်ကိုတိုက်သည်တိုက်သောအခါကြီးစွာသောပြူလဲခြင်းသို့ရောက်လေသည် မင်းတော့ဟောတော်မူကြီးလို့ပြောတာတွေ့ရတယ်။ဆိုတော့ကျွန်တော်ခိုလုံချင်းကခိုလုံချင်းကနော်ဖျားသခင် ဖြစ်ဖို့လိုပါတယ်။အဲထာဝရဖျားကိုခိုလုံချင်းဖြစ်ဖို့လိုတယ်။ထာဝရဖျားခိုလုံချင်းကပါလေပညာရှိဖြစ်တယ်တဲ့။နော်ဘလို့ပညာရှိလဲဆိုတော့ဖျားရဲ့စကားကိုနားထောင်တဲ့ခါမှာနားထောင်တဲ့ခါမှာနော်ဒီလောကမှာ အများနည်းတူပဲနော်ဒီကာလဆိုစစ်ပေးစစ်ပေးရှိရင်တော့ပါလာမလဲအစာခေါင်းမချင်းပေးလာမှာပဲနော်ပြင်လည်းအမျိုးမျိုးပေါ့တွေ့ကြုံရမှာခက်ခဲတယ်ကုံစင်းလုံးကြီးတဲ့ကိစ္စတွေအလားငွေကြီးမရှိတဲ့ဆင်းရဲတဲ့ကိစ္စတွေမျိုးစုံတွေ့မယ်နော်အဲ့တော့အဲ့လိုတွေ့တဲ့ခါမှာတဘောဘေးတလကအမျိုးမျိုးပါပဲလူလို့ပဲတွေ့မှာတွေ့တဲ့ခါမှာဘာဖြစ်မလဲ ခံနိုင်ရှိမယ်တဲ့မပြုံမလဲနေတယ်တဲ့အဲ့တော့ဘုရားသခင်ခိုးလို့မှာခိုးလို့ရင်တရားခိုင်ခိုင်မယ်ဒီနောက်ဆုံးသောကာလမှာနောက်ဆုံးသောကာလကိုတင့်ရဲ့ခွန်အားနဲ့တော်ကောင်းနော်တင်တခြားဘုရားမဟုတ်ဘဲတခြားအရာကိုရုပ်ထုစင်းထုတွေကိုလောကီစည်းစိမ်ဥစ္စာတွေကိုခိုးလုံးမိတယ်ဆိုရင်တော့တေချာတယ်တင်ဟာပြိုလဲသွားမှာဖြစ်ပါတယ်ဘယ်လိုမှခံနိုင်မှာမဟုတ် ဘာလို့လဲတင်ခိုလုံတဲ့အရာတွေကမမြဲဘူးအဲတင်ခိုလုံတဲ့အရာက ပြူလဲမှာတော့တင်ကိုရိုင်းလဲပြူလဲပြီပေါ့ဒါကြောင့်ဓမ္မမစ်ဆွေတင်နေနော်ဘုရားသခင်ကိုထားရဖျောက်ခိုလုံနေဆိုတာကဘုရားသခင်ရဲ့စကားတော်ကိုနားထောင်ခြင်း ဖြစ်တယ်အဲ့လိုနားထောင်ခြင်းဒီထားရဖျောက်ခိုလုံခြင်းဖြစ်တဲ့အတွက်သင်ဟာ ခံခတ်နေမှာဖြစ်တယ်။ဘလို့အချိန်နဲ့ပဲတွတ်တွတ်ခံနိုင်ရှိမယ်။ပြိုလဲတော့မှာမဟုတ်ဘူး။စိတ်ပြအားငယ်တော့မှာမဟုတ်ဘူး။တင်းညင်တဲ့ချင်းတဲ့ဝမ်းမြောက်ချင်းလုံးဝပျောက်ဆုံးတော့မှာမဟုတ်ဘူး။အချိန်နဲ့မဆိုင်အောင်ဖះနဲ့ပဲဆိုင်တယ်။တမို့တင်းခိုလုံတဲ့အရာမှားသွားရင်တော့မှားသွားရင်တော့ဒီလောကအရာတွေကိုတင်းခိုလုံရင်တော့ဒီလောကကြီးကမမြဲပါဘူး။အဲ့တော့လောကကြီးပြိုလဲမှာတော့တင်းလဲပြိုလဲပြီပေါ့ အဲ့တော့ဒီနေ့စပြီးခုံလုံးတော့မမှားပါနဲ့ထာဝရဘုရားခုံလုံးပါဒါဆိုရင်တော့တင်ဟာခိုင်ခန့်နေလိမ့်မယ်တင်ရောတင်မိသားစုရောတင်ပါဝင်ချင်းတင်အဖြစ်ကောင်းကြီးဖြစ်လိမ့်မယ်လို့ခေါ်ပေးနေနေကုန်ချုပ်တယ်ဘုရားသခင်နဲ့တင်တို့အားလုံးကောင်းကြီးပေးပါစေတော့အာမင်